ေးစားလို့မမစားပါလားမောင်လေးစားပါမမစားလို့ချစ်ချစ်ဟာနော်အဲရှက်တာတော့အဲ့လိုဥဘဟိုကခလေးလေးဆိုအရင်ကြီးနေတာဟာခလေးလေးအဲ့လိုလေအရင်ခေါ်တတ်တာပဲအဲ့ဟာနဲ့နေလေးအရင်ကြီးရတာပေါ့နော်ညူပြ အမကိုအရန်ချစ်တယ်အမအတွက်နဲ့ပေါ့နော်ဒါဟိုဟိုကိုကိုကိုပေါ့အမအတွက်ပိတ်ဆက်ထားတဲ့ညီမလေးပေါ့နော်ဒါမကောမစွန်တဲ့ကောင်မလေးပေါ့အဲ့တိကျဆောင်ထားပါတယ်။မိုင်းနဲ့ရှေ့မှာအမ TV4 မှာ series တွေ drama တွေရိုက်ခဲ့ရတယ်။ဟာတကြတော့မိုင်းနဲ့တွဲပြီးတော့မလုပ်ဘူး။ပထမဆုံးတွေ့ပြီးတော့လုပ်ရတယ်ပေါ့နော်။အဲ့ချိန်မှာလည်း character လည်းညီမလည်းဖြစ်တယ်။ပြီးတော့ဂျူးလေးပေါ့ဟိုဂျူးလေးကိုလည်းဒီဒီတကယ်ဟိုပေါ့နော်လုပ်ခွဲရတဲ့ character တခုနဲ့ရုပ်ရှင်ကလည်းပေးလာတယ်ဆိုတော့မိုင်းရော ကိုနိုင်ကြီးတို့ပေါ့နော်အမိလိုက်နိုင်အောင်တော်တော်လေးကြိုးစားခဲ့ရပါတယ်ဟုတ်အမတရားကတော့အရင်ပျော်စရာကောင်းတယ်ပေါ့နော်။ကိုနိုင်ရဲ့သဘောလည်းကောင်းတယ်။ပြီးသွားလို့ရှိရင်ခဏခဏဘယ်လိုပြောရမလဲ။အရင်ကို item ကောင်းတော့တခါတလေကျရင်ဝါအဲ့လိုမျိုးဖြစ်သွားပေါ့။ကိုကလည်းအမြဲတမ်းဒီ item တွေကလေကြည်လာခဲ့တာငငယ်လေးကလေးရဆိုလေအရင်ကြိုက်တော့ခါကြရမျောသွားပြီးတော့လေပါွားကကို item မလုပ်ဖဲနဲ့ပေါ့။မအကြီးရသတိပေးသမီးနေ item လုံးလေပေါ့။အဲ့တော့ item လုံးရတယ်ပေါ့ဟုတ်။ ပေါင်းကလေးလေးဟိုလေကူရသားနဲ့မမနဲ့ကိုအဖေတယောက်အနေနဲ့သဘောမတူတဲ့အကြောင်းကိုပြောဆိုင်တာလေဒါအမှန်တရားလေကူရဲ့ဘာလို့မှန်တရားလဲမမငိုကလေးကစိတ်ရငယ်တတ်တာဒါခါဟုတ်တယ်ဟုတ်တယ်အဲရှက်တာတော့အဲ့လိုဥဘဟိုကခလေးလေးဆိုအရင်ကြီးနေတာဟာခလေ အဲ့လိုလေအရန်ခေါ်တတ်တာပဲအဲ့ဟန်နဲ့နေလေအရန်ရီရတာပေါ့နော်အဲ့လိုစကလုံးတစ်လုံးဘာမှမဟုတ်တာလေးနဲ့အရန်ရီရအောင်လုပ်နိုင်တာလေဒါဆိုကိုမြင့်မြတ်ကိုနိုင်ရအရန်ရီရဘာမှမဟုတ်ဘူးဒီလိုပဲဗစက်ကနေအဲ့လိုအာမေဒိတ်လေးရတယ်လေဟိုပွဲကြတာပေါ့နော်ရိတ်သက်ကလေးလေးလေးလို့ခေါ်လို့ အဲ့လေရီရာရောပြဲရတာရှိရောဒါပေမဲ့ကိုနိုင်ကိုလည်းလည်းလည်းကြောက်တယ်လေနော်ကိုအခါကျတော့လည်းအဲ့လိုခဏခဏမမှားအောင်အဲ့လိုစိတ်ထားတာအောက်မှာအဖြစ်မထွက်ဘူးအဖြစ်မထွက်ဘူးတကယ်မထွက်ဘူးအမျိုးဆက်ရယ်လေဟုတ်အဲ့ကြောင့်လည်းလေအဲ့လိုသဘင်လေးတွေရာစအဲ့တော့ကတော့ဟို stylist တွေပါလေဂျူလေးပေါ့နော်ဒီလော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 နဲ့ဆိုတော့အဲ့လိုလောဟာကောင်းမှန်းလည်းမသိတဲ့အချိန်ဆိုတော့ကိုတဆွမ်းတလောက်လေးပေါ့အကောင်းဆုံးလိုက်ရှာဝယ်ပြီးတော့အဲ့လိုလိုလည်းလှုပ်ထားတာပဲပေါ့နော်နောက်ပိုင်းတော့ဒီထက်အများကြီးအားကောင်းလာ ရဲ့ character နဲ့အကောင်းဆုံးပံ့ပိုးပေးနိုင်တယ်ပေါ့နော်